明白吧？ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ရောတနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တန်းလီပွဲစဉ်တွေမရှိဘူး။အဲ့တော့ဒါထိတ်တန်းလီမဟုတ်တဲ့တခြားလီပွဲစဉ်တွေကနေပြီးတော့မှတပွဲကိုကျွန်တော်အနေနဲ့ကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့ဒီပွဲစဉ်ကကျတော့ဒါဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ Italy Serie B playoff ပွဲစဉ်တစ်ပွဲကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီတခြားထိတ်တန်းဒီပွဲစဉ်တွေရဲ့ဒါအသုံးသက်ချက်တွေတစ်တွေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က comment မှာဒါကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါဘောနော်ဝင်ပြီးတော့ join ထားလို့ရရပါဘောနော်အဲ့တော့ဒီကဒီနေ့ညတနိုင်းမှာကစားမဲ့ Spezia နဲ့ Cremonese အသင်းတို့ရဲ့ Italy Serie B Playoff ဒီဒုတိယအကြုပ်ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ species အတင်းကသေချာရင် ပြား၄၀ရှုံမယ်ပြီးတော့ကိုဂိုးပေါင်းနေနေဆိုလို့ရှင်နှစ်ဂိုးသွင်းပြား၂၀ရှုံမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှင်အီတလီ CDB play off ဒါဒုတိယအကြုပ်ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒီပထမအကြုပ် ခရီမိုနီအတင်းကသူ့ရဲ့အိမ်ခွင်းမှာကစားခဲ့စဉ်ကကိုမရှိသေးရလည်းနဲ့ပွဲပြီးဆုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီနေ့မှာနိုင်ရခဲ့တဲ့အတင်းကဒါအီတလီ CAC ကိုတက်လန်းနိုင်မှာဖြစ်တာကြောင့်နှစ်သိန်းလုံးအနေနဲ့ကျတော့လေဒါဒီနေ့ပွဲစဉ်ကိုတိကျအာရုံစိုက်ပြီးတော့ကစားလာနိုင်တယ်ပေါ့နော်အဲ့တော့ဒါစပီစီယာအတင်းရဲ့ဒီယာဒီမှာဆိုလို့ရှိရင်သူတို့ဒီတစ်ဖက်ကခရီမိုနီနဲ့တွေ့ဆုံခဲ့တဲ့နှစ်ချိန်မှာဆိုလို့ရှိရင်သူတို့နှစ်ချိန်လုံးအနိုင်မရခဲ့ဘူးပြီးတော့ဟတ်တူရဲ့ reset ဒီမှာဆိုလို့ရှိရင်လည်းနောက်ဆုံး၈ပွဲစရိုက်စပီစီယာကခရီမိုနီနဲ့ တွေ့ဆုံမှုမှာအနိုင်မရခဲ့တာကြောင့်ဒါဒီနေ့ဒီဒီချိန် playoff final မှာတွေ့ဆုံမှုမှာပြောမှာဆိုလို့ရှိရင် Spezia အတင်းကအောက်အင်းတင်းဖြစ်တာရှိခဲ့တယ်ပေါ့နော်။ဒါပေမဲ့လေဒါ Spezia အတင်းကပြောမှာဆိုလို့ရှိရင်ဒီနေ့မှာသူတို့အိမ်ကွင်းမှာကစားမှာလည်းဖြစ်တယ်။ ပြီးတော့အိမ်ကွင်းအားသာချက်လည်းရှိတယ်ပြီးတော့ပြီးတော့ဒါပရမကျော့ခရီမိုနီရဲ့အိမ်ကွင်းမှာသွားကစားခဲ့စဉ်တော့လည်းသူတို့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကတော်တော်လေးကိုအားကောင်းခဲ့တာကြောင့်ဒီနေ့မှာဒါဟာစပီစီယာအနေနဲ့သူ့ရဲ့အိမ်ကွင်းမှာတည်ကြရင်ပြား၄၀ရှုံးမယ်ဆိုတော့ဒါကြီးတစ်ခုထွက်တာပဲဘောနော်ဒါကအမျှတရလို့လည်းကျွန်တော်အနေနဲ့သတ်မှတ်လို့ရတယ်ဗောနော်အဲ့တော့ဒါစပီစီယာတင်းရဲ့နောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့လေးဝဲလုံးရှုံးဝဲမရှိအောင်ကစားထားတယ်ပြီးတော့သူတို့ရဲ့အိမ်ဝင်းနောက်ဆုံး၅ဝဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့လေးဝဲတိတိအနိုင်ကစားထားတယ်မဟုတ်လားပြီးတော့ဒီရာဒီမှာဆိုလို့ရှိ င်လေစပီစီယာကအိမ်ကွင်းမှာစုစုပေါင်း20ပွဲကြီးစားခဲ့တယ်ဗောဒါမှမဟုတ်အဲ့ဒီ20ပွဲမှာသူတို့ရှုံးခဲ့တာလည်း3ပွဲပဲရှိရဗောအဲ့တော့ဒါစပီစီယာအနေနဲ့ကကျတော့လေဒီနေ့ပွဲစဉ်မှာသူတို့ချင်းဒီပေါင်းမရှုံးအောင်ကစားမှာပဲပြောမှာဆိုလို့ချင်းဒီနေ့ပွဲမှာလာသူတို့2ပွဲပဲ2ပွဲထပ်ပြီးရှုံးခဲ့မှာဆိုလို့ချင်းသူတို့ရဲ့တရာဒီလုံးကစားခဲ့တဲ့မြတ်ပွဲစဉ်တွေကအလဲအသက်ဖြစ်သွားပြီပြောမှာဆိုလို့ချင်းဒီ CDB မှာသူတို့နောက်တစ်နှစ်ထပ်ပြီးကစားမှာဖြစ်တယ်ဗောအဲ့တော့ဒီလိုအခြေအနေမျိုးကိုစပီစီယာအနေနဲ့လည်း ကြုံကြည်မှာမဟုတ်ဘူးเนาะဒီတစ်ပတ်ကခရီမိုနီအသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမကြော့အိမ်ဝင်းမှာသူတို့စပီစီယာအသင်းကိုနိုင်မရခဲ့ဘူးအဲ့တော့ဒီနေ့ဒါဒုတိယကြော့မှာသူတို့ချင်းဒီပေါ့ရုံးကန်မှာဖြစ်တယ်ဗောနော်ပြီးတော့စပီစီယာနဲ့သူတို့တွေ့ဆုံခဲ့တဲ့ဟတ်တူရက်ဒီမှာဆိုလို့ရှိရင်လည်းခရီမိုနီအသာရခဲ့ဆိုပေမဲ့လို့ဒီနေ့မှာစပီစီယာအနေနဲ့ကျွန်တော်သူ့ရဲ့အိမ်ဝင်းမှာရပန်တစ်ခုပြန်ပြဖို့ကြိုးစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ပြီးတော့ဒါခရီမိုနီရဲ့အဝေးကွင်းနောက်ဆုံးနှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူတို့နှစ်ပွဲလုံးရှုံလာရယ်ဗောနော် အဲ့တော့ဒါဒီဘွဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါ species အသင်းကိုပို့သဘောကြရအောင်နော်ဒီတစ်ဖက်က Cremoni ရဲ့ဒါပြီးခဲ့တဲ့ play off semi-final အဝေးဝင်ပွဲစဉ်ကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီသူတို့ဒါ JB Stevia အသင်းနဲ့သူတို့တွေ့ဆုံခဲ့တယ်ပေါ့နော် JB Stevia အသင်းရဲ့အင်ဝဲမှာသူတို့တွားကစားခဲ့တယ်ဒါမှမဟုတ်သူတို့ အဝေးကွင်းမှာနှစ်ကိုးတခုနဲ့အိပ်ပွဲစီမှာရှုံးခဲ့တယ်ဗောနပြောမယ်ဆိုလို့ရှိရင်ဒုတိယအကြောရောက်မှတာခရီမိုနီကသူ့ရဲ့အင်ကွင်းမှာ၃ခုပြန်နဲ့ပြန်နိုင်ပြီးတော့ဒါဒီနေ့ playoff final ကိုသူတို့ရောက်ခဲ့တာဖြစ်တယ်ဗောနအဲ့တော့ဒီပြောမယ်ဆိုလို့ရှိရင် Spezia ကဒီရာသီသူတို့အင်ကွင်းတော်တော်ကောင်းတယ်ဗောနအဲ့တော့ဒီနေ့အင်ကွင်းမှာမိနစ်60အတွင်းမှာဂျိန်းဒီပေါ့ခရီမိုနီကသူမရှုံးအောင်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါတည်ကြည်ကြရင်ပြား၄၀ရှုံးမဲ့ body j တခုမှာတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီဘက်မှာ species ရောက်တော့ချက်ပါ species ကတရေတုံးဖို့အနိုင်တစ်ဖက်က cremoni ကိုသူအနိုင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်အတွက်ဆိုလို့ရှိရင်ကျွန်တော် species ရအသင်းကိုဒါရွေးချယ်ပြီးခြင်းနေပေါ့